ဒီနေ့ကတကူမြို့ကရှင်သာလျောင်းရုပ်ပါတော်မြတ်ကြီးကိုသွားရောက်ဖူးမြောင်ကြမှာဖြစ်ပါတယ်။ခုကတော့ဒါသွားနေတာပေါ့နော်။လမ်းမှာနီးလာပြီပေါ့နော်။ရှင်သာလျောင်းရုပ်ပါတော်မြတ်ကြီးနဲ့ပေါ့နော်။မိမိတို့ကတော့တပကူမြို့က

ဘကူမြို့ရဲ့ဒီနောက်ဘက်နော်နောက်ဘက်မှာဒီမစ်မစ်စင်ရက်ခွေတင်တရှိတဲ့ဒီလျောင်းတော်မူရုပ်ပွားတော်မြကြီးဖြစ်ပါတယ်ဘုရားတန်တော်ကြီးကြီးကြီးရောက်ပါတယ်ဒီဘုံမျိုးဒီရှင်တန်လျောင်းရုပ်ပွားတော်မြကြီးရရှိမှာတော့အချင်းဘောနော်အချင်းဘောနော် ဒါမှရှိပါလေမချင်ကြိုက်တဲ့သူတွေအတွက်လည်းမြွှေသားလေးအောင်ချီးရဲရှင်မချင်လေးအများကြီးရောက်ရမှာတော့ဒီနေရာလေးပါပေါ့နော်ဒီရှင်မှာမချင်ဆိုင်လေးအများကြီးရှိတယ်ပေါ့နော်အဖက်နဲ့ထုတ်ပြီးသားရောင်းတော့ဝယ်တဲ့ဆိုင်ကိုကလည်းကိုကြည့်ပြီးတော့ပေါ့နော်အလေးချိန်တိုင်းဝယ်ခဲ့တာကပိုအဆင်ပြေတယ်လို့ဆိုပါတယ်ဒီ ရွှေသားလျောင်းတွေပေါ့ဘိုးမျိုးကလည်းရွှေသားလျောင်းရုပ်ပါတော့မြင်ကြည့်လာတဝင်းမျိုးမှာရှိတဲ့လျောင်းတော်မျိုးကြီးလောင်းတော်ကိုဖျားကြီးပြီးလို့စင်ပေါ့နော်အဲကဘာပေါ်မှာဒုတိယအကြီးဆုံးလျောင်းတော်မျိုးကြီးဖျားကြီးဖြစ်တယ်လို့လည်းစာရင်းထဲမှာဖတ်ရတယ်ပေါ့နော် ်တဲ့ဒီဘိုးမျိုးကရွှေသားလေအောင်ရောင်းရောင်းနေနေကြီးရဲ့ဒီအလင်းအားဟိုဘယ်ဟိုကသွားနေဒီအလင်းအားက90မီတာပါမီတာပေါ့နော်ပြီးတော့အဖင်တော့ဒီဟာနဲ့ဖြစ်စင်ပေးရှိတယ်လို့ဆိုတယ်အမြင်အားဖြင့်လည်း16မီတာပေါ့နော်ပြားဖြင့်52ပေးရှိတယ်လို့လည်းဆိုတယ်ပေါ့နော် မျက်နှာတော်ကတော့ဆက်နေပြီရှိတယ်ဒီစာရီကမှဖတ်ရတယ်ပေါ့နော်အော်တက်ကလေး900ကိုးစင်နေလေးခုမြေကဒေတာကိုးပဲလို့လည်းဆိုရပေါ့နော်ဒီထောင်1958ခုနှစ်ခုနှစ်တွင်အင်္ဂလိပ်လိုပကိုးမျိုးအားကိုကိုလီမွေဖြစ်သွတ်သွင်းပြီးတော့ရှင်သာမယောင်းတို့ဘဝရမယ်ခင်ဗျာပျောက်သွားတယ်လို့ဆိုတယ် 1880ပြည့်နှစ်တွင်ပေါ့နော်၎င်းဒီအကုန်အနည်းတဝက်မှာရာလန်းဖောက်တော့ဒီခြုံရွယ်တွေကိုရှင်းလင်းတဲ့အခါမှာဒီပြန်နေဒီဖြစ်တဲ့အရေးပေါ်တော့မျိုးပြန်နေရှာဖွေတွေ့ရှိရတယ်လို့ဆိုရပါတော့ထောင်ရှိရရှိစတဲ့ဒီခုနေမှာပြန်နေဟောမှန်ပေါ် ဆိုရပါတော့เนาะအဲ့လိုမျိုးပွားတော့မြကြီးရဲ့ဒီအပေါ်သုံးမိုးရဲ့ကာရီက1900နဲ့30ခုနဲ့ပြည့်စုံခဲ့တယ်လို့ဆိုရပါတော့เนาะဒီကာရီကတော့ဘုံကတော့ဒါအလိုရှင်တွေအများကြီးနဲ့ကောင်းမှုနဲ့ဒေတာကိုပုံရတာလို့ပြောရအောင်เนาะဒါတော့ဒီဘုရားကြီးကိုပြောလို့ဆိုရင်ဒီဘုရားရဲ့ ပရောအတွင်းမှာလိုက်ဖူးမျိုးလို့ရတဲ့နေရာတွေအများရှိတယ်ပေါ့နော်အေးအေးစိစိနဲ့ဒါဒီနေရာတွေမှာဒါအနာယူလို့ရတယ်ပေါ့နော်အားဖြစ်ဖြစ်ဘယ်လိုပြောမလဲဒါရက်တွေတရောင်းတော်ယူလို့ဖြစ်နေတာလို့ဒီနောက်ပြီးတော့ဒီဖျားကြီးရက်တွေနောင်ကျောဘက်တွေမှာလည်းဒီဘုဒ္ဓဝင်တွေစာဓပုံတွေနဲ့စာတွေလည်းဒီအများကြီးရှိတဲ့အခါကြတော့ပေါ့နော်ပြည်တို့အနေနဲ့အချိန်ရလို့စဉ်းနေတယ် ဘောလုံးဝင်တွေကိုဖတ်ပြီးတော့လေးလာမယ်ဆိုရင်လည်းဒါအဆင်ပြေတယ်ပေါ့နော်ဒီမှာတော့ဒါအာလူတွေကတော့ဒီမှာလာပြီးတော့အနာယူပန်းဖြေနေကြတဲ့လူတွေလည်းအများကြီးတွေ့ရတယ်ပေါ့နော်ဒါပြည့်ဖရာရိတ်အင်းဒီမှာရိတ်ဒီစောင်းကြီးနေဆောင်ထားတဲ့ခါကျတော့ပြုံးလာတဲ့ဧည့်သည်တွေအတွက်ပေါ့နော်တော်တော်ကြီးကိုဒါအနိုင်ရတာအဆင်ပြေတယ်ပေါ့နော်ဒီမှာတော့ဒါလေးရုပ်ပုံပါတယ်ပေါ့နော်မြေကြီးကားတွေပေါ့နော် အများကြီးအများကြီးတတ်ထားတာမျိုးတော့အချိန်မရလို့တော့ဖတ်ခဲ့ရပါဘောเนาะဒါဘုရားကြီးရဲ့လောင်ကျောဘက်မှာဘောเนาะမြင်ရတာလေးဘောเนาะအများကြီးမအများကြီးဘောเนาะဒီမှာဒီမှာတော့အဲ့ဒီဟိုဟာပချီဆေးတွေနဲ့ဘုရားဖြစ်တော်စံတွေဘောเนาะဘုရားတရားဟောနေတာတွေအစာရှိတွေအဖြစ်ဘောเนาะဒီဘုရားဘုရားမြေကြီးရဲ့ဖြစ်တော်စံတွေကိုဒီတပ်ပုံတွေနဲ့တူတူဘောเนาะ ရပြီးတော့အောက်မှာလည်းဒီစာတွေလည်းတော့အာရေးထားတာတွေ့ရတယ်ပေါ့နော်ဒါတော့ဒီဘုရားမျိုးရဲ့ဖြစ်တာတော့ဘုရားကြီးရဲ့အကျောင်းမှာအာရှိရတယ်ပေါ့နော်ဘုရားမျိုးကိုရောက်နေဆိုရင်လည်းဒီဖြစ်တာကတော့ဘာတော်မယ်ကြီးတာလည်းဒါအာမဖြစ်မနေဒါရောက်ခုနေရမယ်ဘုရားတဆူပါနော်ဒါကြောင့်ဘုရားမလေးကိုဖူးစရာ ဖရားတွေအများကြီးရှိတယ်တွေကရှိတော့ကြောင်းဖရားကလည်းအဲကုသိုလ်တင်နေရပါတော့ဟုတ်မိလိုကတော့မိမိကတော့ဒီရှိရှိတာကဘုရားကိုရောက်တာဟုတ်နေတော့တောက်ပြီးတော့ဘုရားလွန်ခဲ့တဲ့၄၅၆နှစ်လောက်ကတစ်ခါရောက်ပြီးတော့မနေ့ကတစ်ခါရောက်တယ်အဲဒီနေ့လည်းဒါတစ်ခါရောက်ပြီးတော့တော့ရောက်ဘူးမျိုးပြန်ရခဲ့တာပေါ့နော် ွာတာလေတို့ပြန်ပြောနော်ရန်ကုန်ရန်ကုန်လည်းလူစုံတွေရှိတာလေရောဘုရားကြီးကသိတယ်ဘုရားကြီးကနိုင်ရောလောက်ပဲမမောတာဆိုတော့လေကွာလမ်းပဲမြန်သွားလေဆိုရင်လည်းဘုရားကြီးမပင်မဟုတ်ပါတော့ဘာကြောင့်လဲဆိုတော့ဘုရားမဖူးစရာလဲဘာကြောင့်လဲဘာကြောင့်ဖူးစရာလဲရပိုင်တဲ့နေရာတွေမှာလည်းကနေရာတော့ဆိုတော့နေချင်းမြန်ဆိုရင်တော့ပို့ပြီးတော့ဒါအစစ်တည်းပေါ့နော် ပြီးတော့တော့ကြက်ကြီးဘုရားကြီးအပြန်မှာဘုရားရတာဆိုတော့လမ်းနဲ့တင်တယ်ဆိုတော့ဒါလည်းပုံပြအဆင်ပြေတယ်ပေါ့နော်အဲကြောင့်မို့ဘူမျိုးကိုတွားရောက်လည်းပါချမယ်ဆိုရင်လည်းရှင်သာလည်းဘုရားကြီးကိုလည်းတွားရောက်ခွင့်လည်းကြဖို့ကြံပြုပါတယ်